thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမြန်မာနိုင်ငံသို့ပြန်လာစစ်မှုထမ်းစဉ်စတင်စည်းရုံးကစစ်မှုရန်ပြက်ကွက်သူများကိုအမည်ပြတဲ့ဝရမ်းပြည်ကျင်းညာဖို့အစဉ်များစွာထားရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ကိုစားမဲနိုင်ခိုင်းနေပြီးမဲပေါက်သူပြည်ပရောက်မြန်မာတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စည်းရုံးတဲ့နီလန်းကိုအသုံးပြုမှာဖြစ်ပြီးပြက်ကွက်သူတွေကိုအမည်ပြတဲ့ဝရမ်းပြည်ကျင်း ညာဖို့အဆင့်များစွာထားရှိကြောင်းရန်ကုန်တိုင်းမြို့နယ်စစ်မှုရန်ဆင့်ခေါ်ရေးဖွဲ့ဝင်တောင်းကပြောပါရယ်အခုမှလတွင်မြို့နယ်ရက်ွက်နယ်ကြေးရွာတွေမှာသံကောင်းစင်ကိုအခြေခံပြီးလူငယ်တွေကိုကိုယ်တိုင်တော်၎င်းမိဘတွေကတော်၎င်းကိုစားစစ်မှုထမ်းခိုင်းဖို့မဲနိုင်ခိုင်းနေကြောင်းအဲ့ဒီလိုမဲနိုင်ခိုင်းတဲ့လူငယ်များစီးမှပြည်ပရောက်လူငယ်များအလုံးကိုလည်းထည့်သွင်းထားကြောင်းပြည်ပရောက်မြန်မာလူငယ်များကိုစားမိဘသူမဟုတ်ဆွေမျိုးတအူကလာရောက်မဲနိုင်ရမှာဖြစ်ပြီးတကယ်လို့မလာရောက်ပါကသက်ဆိုင်ရာမြို့နယ်ရက်ွက်နယ်ကြီးရွာစစ်မှုထ ံစင့်ခွန်ရီအဖွဲ့ဝင်များကကိုးစားမင်းနိုင်ကြရမှာဖြစ်ကြောင်း၂024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်၁၈နှစ်မှ35နှစ်အတွင်းလူငယ်များအလုံးစစ်မှုထမ်းမင်းနိုင်ဖို့အကြံဝင်ကြောင်းသိရပါတယ်။ ငွေကြေးချင်းချောက်တောင်းတာတွေမတမာမှုတွေအရန်ဖြစ်လို့မြို့နယ်လုံးကျွတ်ရက်ကွက်နဲ့ကျင်းရွာလုံးကျွတ်မဲနိုင်ပြီးမဲပေါက်သူကိုပဲစစ်မှုထမ်းစင်ကော်ရစ်စနစ်ကိုစတုံးနေပါတယ်။တကောင်စင်းကိုအခြေခံပြီးတော့2024ခုနှစ်ဒီဇင်ဘာလမတိုင်မီအသက်16နှစ်မှ35နှစ်အတွင်းမြည်တိလူငယ်မျိုးသားမစိုးမဲနိုင်ခိုင်းပါတယ်။ပြည်ပရောက်လူငယ်တွေအားလုံးလည်းမဲနိုင်ရမယ်စီးရင်မှပါဝင်ပါတယ်။ပြည်တွင်းမှာရှိတဲ့လူငယ်တွေဆိုရင်ကိုယ်တိုင်လာနိုင်ရမယ်မရှိရင်တော့မိဘဒါမှမဟုတ်ဆွေမျိုးတအူကမဲလာနိုင်လို့ရတယ်။တကယ်လို့ဘသူကမှမဲလာမနိုင်ဘူးဆိုရင်သက်ဆိုင်ရာ န်ရက်ကွက်ကြီးရွာစစ်မှုရန်စင့်ခေါ်ရေးဖွဲ့ဝင်တအုပ်ကမလာရောက်သူအတွက်ကိုစားမဲနိုင်ပြီးမှဖြစ်တယ်။မဲပေါက်သွားရင်လည်းအင်ကိုအကြောင်းကြားမှဖြစ်တယ်လို့မြို့နယ်စစ်မှုရန်စင့်ခေါ်ရေးဖွဲ့ဝင်တအုပ်ကပြောပါတယ်။တကောင်စင်းကိုအခြေခံပြီးစစ်မှုထမ်းရမယ်လူငယ်များစီရင်ကိုပြုစုမဲနိုင်ခိုင်ခြင်းဖြစ်လို့ပြည်ပရောက်မြန်မာလူငယ်တွေအားလုံးလည်းမဲနိုင်ရမယ်စီရင်မှအကြောင်းဝင်ကြောင်းပြည်ပရောက်မြန်မာလူငယ်များနဲ့ပတ်သက်ပြီးအမိမြန်မာနိုင်ငံကိုပြန်လာစစ်မှုထမ်းစေဖို့စီယုံရေးနီးလန်းဖြင့်ဆောင်ရွက်ဖို့တက်ဆိုင်ရာစစ်မှုရန်စင့်ခေါ်ရေးဖွဲ့ကညွှန်ကြားထားကြောင်းသိရပါတယ်။ပြည်ပရောက်မြန်မာလူ ငယ်တွေကစစ်မှုထမ်းဖို့မဲပေါင်ရင်အဲ့ဒီလူငယ်ကိုမိဘဒါမှမဟုတ်ဆွေမျိုးတွေကအကြောင်းကြားခိုင်းနေပြည်ပရောက်လူငယ်တွေအနေနဲ့ဘယ်တော့လောက်ပြန်လာပြီးစစ်မှုထမ်းဖို့အဆင်ပြေမလဲသူအဆင်ပြေမဲ့အချိန်တခုကိုစောင့်ဆိုင်ပြရမယ်ဒါကတစ်ချက်နောက်တစ်ချက်ကတော့တကယ်လို့ပြည်ပရောက်နေတဲ့လူငယ်ကပြန်လာဖို့အဆင်မပြေသေးဘူးမိသားစုစားဝတ်နေရအတွက်သူ့ကိုပဲမိခိုနေရရင်မိသားစုတွေမှာဘယ်သူကပြည်ပရောက်လူငယ်ကိုစားစစ်မှုထမ်းပေးနိုင်မလဲဒီလိုမျိုးနဲ့လေအဆင်ပြေအောင်လုပ်ပေးလို့ရတယ်နောက်ဆုံးကတော့ပြည်ပရောက်လူငယ်ကလည်းပြန်မလာနိုင်ဘူးမိသားစုတွေမှာလည်း ကိုစားစစ်မှုထမ်းပေးမဲ့သူမရှိဘူးဆိုရင်နီးစက်ရဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေကကိုစားစစ်မှုထမ်းပေးမဲ့သူရှိသလားရှာပင်းရင်လည်းအစားတို့စစ်မှုထမ်းလို့ရအောင်စီစဉ်ပေးမယ်ကျွန်တော်တို့ကတော့စီယုံရင်နီလန်းနဲ့ပဲသွားဖို့ညွှန်ကြားချက်ပေးပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် ပြည်ပရောက်မြန်မာလူငယ်များစစ်မှုထမ်းစေဖို့အတွက်စီယုံရေးနီလန်းနဲ့အပြုသဘောဆောင်ရွက်မှဖြစ်တော့လေကိုစားစစ်မှုထမ်းရှာဖွေမပေးနိုင်ရင်သက်ဆိုင်ရာမိဘနဲ့ဆွေမျိုးတွေပေါ်ဖိအားများရှိမှဖြစ်ကြောင်းစစ်မှုမထမ်းနဲ့ပြည်ပရောက်လူငယ်တွေရဲ့မိဘဆွေမျိုးများကိုပြည်သူစစ်မှုထမ်းဥပဒေအရအရေးယူနိုင်ကြောင်းဒါအပြင်စစ်မှုထမ်းဖို့ပြက်ကွက်တဲ့ပြည်ပရောက်မြန်မာလူငယ်တွေကိုလည်းအမည်ပြည့်စင်ရင်တွင်ချင်းပြည်သူစစ်မှုထမ်းဥပဒေအရတရားစွဲပြီးဝရမ်းပြည့်စင်ရင်တွင်ချင်းနိုင်ငံကူးလက်မှတ်တက်တန်းတုပ်ပိတ်ပင်ခြင်းပါဝင်အရေးယူမှုများစွာလှုပ်ဆောင်မှဖြစ်ကြောင်းသိရပါတယ်စစ်ကောင် င်စီကအခုမလဆန်ပိုင်းကစပြီးနိုင်ငံတော်မှလူငယ်များကိုစစ်မှုထမ်းကိုင်းဖို့အတွက်အစုလိုက်အပြုံလိုက်မဲနိုင်ပွဲများကိုစတိုင်ကျင်းပလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးကြောက်ကြီးမြို့နယ်နဲ့ပုံနေကျုံမြို့နယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ပြည်သူလေးဦးသေဆုံးပြီးတန်ကားတော်တပါးကလေးငယ်များအပါအဝင်၁၈ဦးထဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်တပ်ကလေးရင်နဲ့ပုံကျဲကျင်းလက်နက်ကြီးနဲ့ပြက်ကတ်ကျင်းတို့ကြောင့်တန်ကားတော်တပါးနဲ့ကလေးငယ်များအပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်။မလ 2025ရနေ့ကြောက်ကြီးမြို့နယ်စင်အိုးလာချင်းရွာမှာစစ်တပ်ကဒရုန်းနဲ့တလိုင်းခင်ချင်းရွာတွေကိုပုံကျဲခဲ့ရာတလိုင်းခင်ချင်းရွာကိုစစ်ပီးရှောင်လာရောက်နေထိုင်ကြတဲ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဒဏ်ရာရရှိသူများမှာအသက်30အရွယ်နော်မူတာအသက်9နှစ်အရွယ်နော်အကဖော်အသက်1နှစ်အရွယ်နော်မူကလေးဖော်တို့ဒဏ်ရာရရှိကြောင်းနေအိမ်တလုံးနဲ့ပြက်စီးခဲ့ကြောင်းသိရပါတယ်။ဒါပြင်မလ25ရက်နေ့မနက်9:35မိနစ်ချင်းစစ်ကောင်စီလေတပ်ကဒီညပဲကလို့တို့ မီလာ ဘုံသုံးလုံးကျဲချခဲ့ရာနေအိမ်စည်းဆိုင်တံများမိလောင်ပြက်စီခဲ့ကြောင်းအဲ့ဒီနေ့နေ့လယ်12မိနစ်20ချိန်တောင်ပူကျင်းရွာကိုစစ်တပ်ကပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။အလားတူမလ24ရက်နေ့ညနေ3:45မိနစ်ချိန်စစ်တပ်ကလင်းရင်နဲ့အင်တိုင်းကုန်းကျင်းရွာနဲ့လင်းပင်ကျင်းရွာကြားကိုဘုံကျဲပြစ်ခတ်ရာတံငါတော်ဦးဆန္နာပေါ်တာရဲ့ညာဘက်လက်မောင်းပြတ်ထွက်သွားခဲ့ကြောင်း နွား6កောင်ထိခိုက်သေးဆုံးခဲ့ကြောင်းသိရပါတယ်။ထို့အတူမလ24ရက်နေ့နေ့လယ်3:30အချိန်ခလာရ264တရင်က120မမတလုံးပြစ်ခတ်ရာ အနောက်ကြောက်စရဲ့ကျင်းရွာတွေကိုကြာရောက်ပါကွဲပြီးနေအိမ်တလုံးထိမှန်ပြက်စီးခဲ့ကြောင်းသိရပါတယ်။အဲလိုရခိုင်ပြည်ပုံနယ်ကျွန်းမြို့နယ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့အတွက်စစ်ပီးရှောင်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းရခိုင်တရင်ရင်းမြစ်တွေကပြောပါတယ်။မလ၂၅ရက်နေ့ည9:00နာရီချိန်ပုံနယ်ကျွန်းမြို့နယ်အောင်ပြူပင်ရွာကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲရစစ်ပီးရှောင်ပြည်သူ၃ဦးသေဆုံးကြောင်း၁၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်းတိဆောင်းသူများမှာပုံနဲ့ကျုံမျိုးလက်ကုံးပြင်ရက်ွက်မှာ အောင်ဖြူပြင်ရွာမှာစစ်ပေးဆောင်အသက်53နှစ်ဦးတန်းမောင်ဇနီးအသက်55နှစ်တော်မကြီးအသက်19နှစ်အရွယ်ဦးမောင်တနိုင်နဲ့အသက်25နှစ်အရွယ်ကိုရဲလင်းစိုးလို့ဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အသက်2နှစ်နဲ့အသက်15နှစ်အကြားကလေးငယ်5ဦးအမျိုးသား2ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း14ဦးဒဏ်ရာရရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ်မင်းအောင်လိုင်းကို ICC တရားရုံးကဖမ်းဝရမ်းထုတ်နိုင်ပါကတရားမျှတမှုတိစောက်နိုင်လိမ့်မယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်ကထုတ်ပြောလိုက်ပြီးနိုင်ငံတကာရဲ့တောင်းဆိုမှုများအရှိန်မြင့်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကို ICC တရားရုံးကဖမ်းဝရမ်းထုတ်နိုင်ပါကတရားမျှတမှုတိစောက်နိုင်လိမ့်မှာဖြစ်ကြောင်းကုလသမဂ္ဂလူအခွင့်အရေးအထူးကိုယ်စားလှယ်တွန်အန်ဒရူးကထုတ်ဖော်ပြောဆိုလိုက်တယ်လို့ကုလသမဂ္ဂကတင်ရဝင်တဲ့ရင်ထုတ်ပြန်ပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC မှရှိနေချုပ်ကမြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုဖမ်းဝရမ်းထုတ် ိုလျှောက်ထားလိုက်တဲ့ဆုံးဖြတ်ချက်မှာတရားမျှတမှုအရှိန်အဟုန်ဖြင့်တိစောက်နိုင်လိမ့်မှာဖြစ်ကြောင်းမင်းအောင်လိုင်ကရိုဟင်ဂျာရီနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်နေဆရာဆွေးမှုတွေကျူးလွန်ထားရုံမကမြန်မာနိုင်ငံတဝန်းမှပြည်သူများပေါ်ကျူးလွန်နေရာဆွေးမှုတွေအတွက်လည်းတာဝန်ရှိသူဖြစ်ကြောင်းကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တိုအန်ထရူကပြောပါတယ်မင်းအောင်လိုင်ကရိုဟင်ဂျာရီပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့ရာဆွေးမှုတွေကိုကျူးလွန်နေလို့ဆွဆွဲရုံသာမကပဲမြန်မာနိုင်ငံတဝန်းမှဖြစ်ပွားနေတဲ့ဆရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်က ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်လည်းတာဝန်ရှိပါတယ်။ကျူးလွန်တဲ့အမှုတွေအတွက်သူဝန်ခံလာစေဖို့သူ့ကိုရှက်တိုက်ရမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။ ICC တရားရုံးမှာအစံဖက်စကောင်းဆောင်ကိုဖန်ဝရန်ထုတ်ဖို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာရဲ့တောင်းဆိုမှုတွေမှာတစားထက်တစားမြင့်တက်လာနေကြောင်းသိရပါဗျ။အစံဖက်စကောင်းဆောင်မင်းအွန်လိုင်းကို ICC တရားရုံးကဖန်ဝရန်ထုတ်ဖို့ရှောက်ထားမှုကိုကြိုဆိုပြီးဝရန်ထွက်လာပါကပြည်ထင်အစိုးရနဲ့ ICC ဖွဲ့ဝင်နိုင်ငံတွေကဖန်ဆီးပြဖို့ပြည်ထင်ပါလီမန်မှာအမတ်ချောင်းကဒီဇင်ဘာလ9ရက်နေ့မှာအစိုးတင်သွင်းလိုက်ကြောင်းပြည်ထင်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာအစိုးပါအစိုးကိုပြည်ထင်လွှတ်တော်အမတ်ချောင်းဖြစ်တဲ့တတိပု င်္ဂလာလွတ်တော်အမတ်တွေကလက်မှတ်ရေးထိုးပြီးအစိုးတင်သွင်းလိုက်ခြင်းဖြစ်ကြောင်းပြည်ထိုင်နိုင်ငံက ICC တရားရုံးဖွင့်ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်းသိရပါတယ်။ထို့အတူအကြံဖက်မင်းအောင်လိုင်ကိုနိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဖန်ဝရထုတ်ဖို့ရှောက်ထားမှုပေါ်လူ့ခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များဖွဲ့ APHR က ခိုင်ခိုင်မာမာကြိုးစုထောက်ခံကြောင်းနိုဝင်ဘာလ28ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါအပြင်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်နီယာ IIMM အကြီးအကဲနီကိုလက်ခွန်ချန်ကရိုဟင်ဂျာတွေကိုနိုင်ငံတွင်းမှနှင်ထုတ်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းဖြင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေအတွက်အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်ကိုဖန်ဝရန်ထုတ်ဖို့ ICC ရှိနေချုပ်ကရှောက်ထားမှုအပေါ် ICC တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနိုဝင်ဘာလ28ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရပါတယ် ဆလပ်ပြီးပေါင်းမျိုးနဲ့စပားမျိုးချင်းရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖြီသူ9ဦးကိုတပ်ဖြတ်ပြီးဖြီသူ60ကျော်ကိုဖမ်းဆီးသွားလို့နေအိမ်နှလုံးကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမျိုးနဲ့စပတ်မျိုးချင်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖြီသူ9ဦးကိုတပ်ဖြတ်ပြီးဖြီသူ60ကျော်ကိုဖမ်းဆီးသွားကနေအိမ်နှလုံးကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းဒေသခံဖြီသူတွေကပြောကြားခဲ့ပါတယ်။ဒီဇင်ဘာလ15ရက်နေ့မနက်4:30ခန်းမှာပေါင်းမျိုးနဲ့စပတ်မျိုးချင်းရွာကိုအကြမ်းဖက်စစ်တပ်နဲ့ဖြူစ စောထီနေကဝင်ရောက်စီးနင်းပြီးပြည်သူ80ကိုဖမ်းဆီးကာနေအိမ်နှလုံးကိုမိရှုပ်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အဆိုပါအစံဖက်စစ်တပ်စစ်ကြောင်းကပြည်သူတွေကိုဖမ်းဆီးပြီးကျေးရွာအတွင်းမှာပြန်လည်ထွက်ခွာပြီးရဲ့နောက်ဒီဇင်ဘာလ16ရက်နေ့မှာပြူစောထီကျေးရွာနီမှာဖမ်းဆီးသွားတဲ့ပြည်သူများထဲမှာ9ဦးကိုတပ်ဖြတ်ခဲ့ပြီးရုပ်အလောင်းတွေကိုစွန့်ပစ်ခဲ့ကြောင်းသိရပါတယ်။အစံဖက်စစ်တပ်ကဖမ်းဆီးသွားတဲ့သူများထဲမှာစပတ်မျိုးကျေးရွာသားကိုသိန်းဝင်းကိုမောင်ငင်းကိုဖြိုးကျော်ကိုနေတုံးနဲ့လှိုင်းထက်တို့ကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်ကြ သိရပါတယ်။ပေါင်မျိုးနဲ့စပတ်မျိုးချင်းရွာကိုအကြံဖတ်စစ်တပ်နဲ့ပြူစောတီရီစုပေါင်းပြီးဝင်ရောက်စီးနှင်းနဲ့ပြည်သူပိုင်းနေအိမ်နှလုံးကိုလည်းမိရှုဖျက်ဆီးပြီးပြည်သူ90ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။16ရက်နေ့မှာပြည်သူ9ဦးကိုတပ်ဖြတ်ပြီးရွှေဦးလောင်းတွေကိုပြူစောတီရီနာမှာစွန့်ပစ်ခဲ့တယ်လို့ဒေသခံပြည်သူတောင်ကပြောပါတယ်။လက်ရှိအချိန်မှာအကြံဖတ်စစ်ကောင်စီတပ်သားတွေဖမ်းဆီးသွားတယ်။ပြည်သူ65ဦးကိုပြူစောတီကျေးရွာတွေမှာဖမ်းဆီးထားပြီးစပတ်မျိုးချင်းရွာမှာပြည်သူများလည်းစစ်ကောင်စီတပ်သားတွေရွာတွေကိုထပ်မ မှန်ဝင်ရောက်လာမယ်လို့ကြောက်လန့်နေလို့လက်ရှိအချိန်ထိကျေးရွာအတွင်းပြန်လည်ဝင်ရောက်ခြင်းမရှိကြောင်းသိရတယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။